မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေချက်ပရိသတ်ကြီးမြမပေရင်နဲ့ဂမ်ဘီယာပညာရဲ့နည်းနည်းလာတဲ့လေ့ဝဲချက်တခုကိုပေါ်ထုတ်ဖို့အချိန်ရောက်ပါပြီဒီနေ့ကြည့်ရှုနားဆင်ရမယ့်အကြောင်းကဘဝစီဘဝလမ်းကြောင်းအစိုးဆုံးကြက်တဲနေတဲ့အချိန်မှာတော့ဂျိုစီဂျွန်နင်းကိုနိုင်ယူပြီးရွှေအောင်လမ်းကြောင်းဖွင့်လည်နေကျွန်တော်ရွှေညာမြေ channel ရဲ့ဗီရင်လက္ခဏာဂမ်ဘီယာပညာသုတေသီဆရာကြီးဦးမြတ်ဆန်ရဲ့240တွေ့ကြုံကနေထုတ်ဖော်မဲ့နေသားအလိုက်စီဘဝတက်ခြင်း တပန်းစင်နီဘာရီလုံးမဲထင်လဲယိုးလေးပါတင့်နေသားဂျိုကိုတီးဖို့ပါ စနေတနင်္ဂနွေတနင်္လာစတဲ့နေသားကိုတီးဖို့ပါပဲနောက်တစ်ခုကယုံကြည်မှုတစ်ခုတည်းပါဒီနေ့လမ်းကိုဘယ်မင်းမြတ်တည်းရလှုပ်ဝဲပညာဖြင့်သိသိထားခဲ့ကြတဲ့နှစ်ပေါင်းထောင်ကျော်ပါပြီအခုချိန်မြင်ရတော့မှာကတင့်အတွက်ပါအတိတ်ကောင်းချင်းစီးပွားမောက်ချင်းကံအားနေခြင်းတွေကိုဘယ်လိုဖြစ်ရှင်းမလဲဒါကိုသိချင်တော့ ကျွန်တော်ရှင်ညမြေ channel ရဲ့ဗီဒီယိုလက္ခဏာကံမြတ်ပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်ဟောပြောမဲ့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါခုနှစ်သားသမီးအားလုံးအေးရရဒီဝေးကွာကြပါစေရှင်ညမြေ channel မှာတစ်ဆင့်အေဒီယန်လက္ခဏာကံမြတ်ပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်ကသုတောင်းမြတ်တာပို့တာအပ်ပါလေရှင် channel ဒီမှာဆရာကြီးဦးမြတ်ဆန်ဟောပြောပေးတာလေးတွေအဲ့လံပြုလုပ်တဲ့အတွက် လူမှုစည်းဝါးနဲ့အကျိုးစီးပွားတွေဖြစ်ထွန်းတယ်အောင်မြင်တယ်လို့ကြားရတာဖြစ်တဲ့အတွက်အတိုင်းမသိမှန်းသားရပါတယ်ဆရာကြီးတို့ကလည်းကျန်းကိုထောက်ပြီးတော့လမ်းဖောက်ပေးတာဖြစ်တဲ့အတွက်တိကျသေးကြသောတွေ့ချက်မှုများနဲ့ပေါ်ပြောပေးခြင်းဖြစ်ပါတယ်အခုလိုအပူတော့ကတွေကျုံတွေးနေတဲ့ကာလမှာလဲလူသားတိုင်းလူသားတိုင်းကိုထိုက်တဲ့အပူတွေငြင်းအေးပြီးအကျိုးစီးပွားတွေဖြစ်စေချင်တာကတော့ ဆရာကြီးဦးမြတ်စံရဲ့တကွရှင်ညာမြေမိသားစုရဲ့စေတာပါအကြောင်းမလို့ရှင်ညာမြေ channel အားအိုင်လန်ကြည့်ရှုနေကြတဲ့ခွန်ရသားသမီးအားလုံးစိတ်တော်ကအပူမိမှကိဝေးပြီးကာကြီးသုံးပါးမှကြော်လွားနေနိုင်ကြပါသေးကြောင်းစုမုံကောင်တောင်းအပ်ပါတယ်အခုဒီတစ်ခေါက်ကတော့ဆရာကြီးဦးမြတ်စံကခွန်ရသားသမီးများရဲ့အကျိုးစီးပွားကိုလူလာတော့အပြည့်ကျွန်တော်တို့စီဝါ တက်ခြင်းတပန်းတင်ဆိုတဲ့အကြောင်းအရာလေးတွေပြပြပေးမှာဖြစ်ပါတယ်။စီဝါတက်ခြင်းတပန်းတင်ဆိုတဲ့အကြောင်းအရာမှာပြောလို့တာပြောရတာပါ။တိုက်ရိုက်တယ်တက်စင်တယ်ဆိုတာအင်မတန်ခက်ခဲတဲ့အလုပ်ပါ။ဘာဖြစ်လဲဆိုတော့တက်ဆိုတာအင်မတန်ရှုပ်ထွေးပါလေ။ဒါအကြောင်းကိုလည်းသိမှတက်ဆိုတာလည်းပိုင်ပိုင်နိုင်နိုင်ကြိုင်နိုင်မှအပြင်လောကမှာရှိတဲ့လူတွေတော်တော်များများသိပါလေ။တက်ကြိုးဆိုတာလူတိုင်းကြိုင်လို့မရပါဘူး။ ကိုနည်းတူသွားပဲဓာတ်ခိုင်ရင်လေနတ်ရိုက်တာလေနတ်တတ်ပါလေဒါကြောင့်မလို့အရင်ဆရာတော်တော်များများဟာဓာတ်ရခြင်းဓာတ်စင်ခြင်းအလုတ်ကိုလွလွကူကူလှုပ်လို့ထိကြိုက်သွားရင်ပြိလုတ်တဲ့လူရောပြေးတဲ့ဆရာရောတံမြန်ထိရောက်စေတတ်တာတမတာပါဒါကလည်းတကယ်ကိုအလားဓာတ်ရဓာတ်စင်ခြင်းနဲ့ပတ်သက်လို့နားလေတတ်ကျွမ်းတဲ့ဆရာဆရာကြီးမှသိတာပါအကြီးကဓာတ်ပညာနော်ကျွန်တော်တို့ဓာတ်ရဓာတ်စင်ပညာ ဓာတ်တမုတ်တွေဟာเนาะကျွန်တော်တို့ဓာတ်နဲ့ပတ်သက်တာတွေအများကြီးပါเนาะကြံအကိုကားကြီးလည်းရှိပါတယ်အဲဒါကြောင့်မလို့ဆရာတော်ခင်ကြီးပြောရဲ့မာတလုံးကြီးဆရာတော်ခင်ကြီးပြောရဲ့ဓာတ်ရိုက်ဓာတ်ဆင်ကြမ်းနေဓာတ်ရိုက်ဓာတ်ဆင်ငါပြင်ကြမ်းနေเนาะအဲ့လိုမျိုးကြမ်းနေကြမ်းနေအဆောင်တော်ကနေပြီးတော့ပါထုံးတော့ပြီးတော့ဆရာကြီးဦးမြတ်ဆန်ပြင်ပြပြီးမှဖြစ်ပါတယ်เนาะမြေသားကြီးများအတွက်ကိုအကဲကိုပဲခီရောက်စွာအကျိုးရှိစီတတ်တော့ဓာတ်ရိုက်ဆင်ဓာတ်ဆင်ခြင်းမြောက်ကျွန်တော်တို့ပြုလုပ်ပေးတာဖြစ်ပါတယ် သုံးယုံကြည်ကြည်နဲ့လိုက်လံပြုလုပ်ဖို့တော့လိုတာပေါ့ဗျာနော်ဟုတ်လဲဆိုတော့တက်ဆိုတာကတစ်ချက်ကလေးမားလို့မရဘူးဗျာနော်ဟုတ်ကဲ့နိုင်ရိုက်တယ်ဆိုလို့ရှိရင်ကတော့ဘယ်နဲ့တောင်းမှန်လို့ရပါလဲတက်ခိုင်ရင်တော့ဘယ်ကတော့ဝဲနေမှာတောင်းမှန်လို့တော့မရပါဘူးခင်ဗျာနော်ဒါကြောင့်မလို့တက်ရိုက်တက်စင်ကမားလို့မရပါဘူးနော်အမှန်တမ်းမှာအရေးကြီးပါတယ်ဒါကြောင့်မလို့တိကျတေချာတော့တွက်ချက်မှုများနဲ့ဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာနော်ဒါကြောင့်မလို့ ။ဟောခုနကပြောတဲ့နိုင်ရရင်ကတော့ဘွဲနဲ့တောင်းပန်လို့ရတယ်ဆိုတာကဒါကကျွန်တော်တို့နတ်ကတော်ဒီဟလာကျွန်တော်တို့မြင်ရတဲ့ပရလောကဒီနဲ့လောကန်စားတောင်းနေတဲ့ဆရာကြီးတွေစော်ကားလို့ကျွန်တော်မဟုတ်ပါဘူး။ဒါဥပမာလေးနဲ့ပြောပြတာပါနော်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အချို့သူတော်တော်များများသိပါတယ်။ဟလာဝေးကြွားမကျင်နေဘူး။မန္တလေးကမကျင်နေဘူး။ဘဲကိုတော်ကမကျင်နေဘူး။ဘဲနဲ့ကမကျင်နေဘူး။38မိနစ်တော့နတ်တွေကမကျင်နေဘူးလို့ပြောတာကြားမှုကြမှာပါ။ ဲ့ဒီလိုပြောတဲ့ဆိုတဲ့ဟိုက39မင်းသောနတ်တွေကအခုကျွန်တော်တို့လူလူတိုင်းလာပြောတာရှိခဲ့လို့လားဗျာနော်ဂျားကန်လို့ခေါ်တဲ့ကတော်ကြီးကနတ်ကတော်ကြီးပဲပြောတာပဲလေအဲ့ဒီနတ်ကတော်ကြီးကိုကျွန်တော်တို့မလုပ်ပြရမှာလေလို့မိတဲ့ကံမှာကတော်ဝက်တွေပေးရမယ်ဦးစောရမယ်ပတ်တာရမယ်စက်တာရမယ်လို့ပြောလို့ကျွန်တော်တို့လူပုဂ္ဂိုလ်တွေကနေပြီးတော့ကတော်ဝက်တွေတို့ဦးစောမှုပတ်တာမှုလုပ်လိုက်ရင်ကျွန်တော်တို့38မင်းသောနတ်တွေကဂျင်းနတ်တာမဂျင်းနတ်တာတော့မသိဘူးဗျာ ကတော်ကြီးကတော့အေးအေးအေးဂျင်းနဲ့တယ်ဂျင်းနဲ့တယ်လို့ပြောသွားတာတော့ကျွန်တော်တို့တော်တော်များများတွေ့ရပါတယ်။ဒါကိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်ခင်ဗျာနော်။အကြောင်းမလို့နိုင်ရရင်ကတော်ဘုန်းနဲ့တောင်းပန်ရင်ကတော်ကဂျင်းနဲ့ပါတယ်။အေးတကယ်လို့များကိုယ့်အိမ်မှာရှိတဲ့မီးဂျိုးတွေဝါယာဂျိုးတွေဓာတ်ဂျိုးတွေပလက်ပေါက်တွေထဲမှာလက်နိုင်လို့ဓာတ်လိုက်ရင်တော့တက်ခိုက်ပြီးသေးတတ်တာလက်တွေပါခင်ဗျာ။မယုံဘူးဆိုလည်းလှုပ်ကြည့်ပေါ့လေနော်။အကြောင်းမလို့ဓာတ်ဆိုတာမားလို့မရဘူးကြနော်။အတွင်းဓာတ်တဲ့အပြင်ဓာတ်နော်။ကျွန်တော်တို့အန်ဒေါ်ကပ်ပြီးဝန်သေးစေးတွေ့ ်အန်တော်ကပ်ပြီးဝင်းသေးစရေဆိုတဲ့တလီပါလည်းရှိပါတယ်ခင်ဗျာနော်အန်တော်သူရာကကျွန်တော်တို့မိတာဖြစ်ပါတယ်အဲ့ဒီမှာတသားလို့ခေါ်တဲ့အတွင်မီအပြင်မီပေါ့နော်တအပိုးအမပေါ့ရှိပါတယ်အောင်းဆိုဓာတ်သူရာလည်းကျွန်တော်တို့ဝါရချိုးတွေမှာအနီးနဲ့ရှိသလိုဓာတ်သူရာလည်းအပိုးအမရှိပါတယ်ခင်ဗျာအကြောင်းမလို့တိုက်ရိုက်ဓာတ်စင်ကမားလို့မရပါဘူးအနီးနဲ့နဲ့ပေါင်းရင်တောင်မှပဲဝါရလောင်ဓာတ်သလိုဓာတ်သူရာလည်းမားလို့မရဘူးဟောဂက်ဘေဆိုတာပတဝီဓာတ်မြေဓာတ်ကိုခေါ်ပါတယ်ခင်ဗျာနော်စရေဆိုတာကကျွန်တော်ဝင်းသိ စရိဆိုတာကတော့ကျွန်တော်တို့လေတက်ကိုခေါ်ပါတယ်။နော်ကျွန်တော်ဝင်သေးဆိုတာကတော့ရေတက်လို့ခေါ်ပါတယ်ခင်ဗျ။အဲကြောင့်မလို့အနောက်ကပင်ဝင်သေးဆိုတော့ဓာတ်လေးပါကျွန်တော်တို့မူလပထမရှင်းပြသားပါ။ရေမြေလေမြီးပေါ့ဗျာ။အဲ့ဒီဓာတ်တွေကမှလူနဲ့ဘလို့ပတ်သက်လဲလို့မေးလို့ရှိရင်အင်မတန်ဆိုင်ပါတယ်ခင်ဗျ။ဘာဖြစ်လို့လဲလူတွေရဲ့ကန္နာကူထဲမှာလေ C1 သွေး၄ဆိုတဲ့ဓာတ်လေးတွေပဲရှိတာပါ။နောက်လူတယောက်ကဓာတ်ချုပ်တယ်။နောက်ဝင်မတော်ဘူးဆိုရင်တလားလောက်နေကြည့်ပါဓာတ်ပြည့်ရင်အဲ့ဒီလူဒုက္ခရောက်တတ်ပါလား။ ုံနေတူသွားပဲဘဲတက်ပဲပြက်ပြက်ပြက်ပြီဆိုလို့ရှိရင်ဥဒ္ဒဆိုတဲ့ယုတ်ကပျက်စီးခြင်းဖြစ်စီတတ်တာဓမ္မတာပါအဲကြောင့်မလို့တက်ကမှားလို့မရပါဘူးခင်ဗျာနော်တက်မှရင်တဲ့ကျွန်တော်တို့ပြုတ်ပြင်လို့မရတယ်လို့ပဲတိုက်ရရင်လည်းလက်ခိုက်တာလည်းဆိုရဲဆိုတာရှိအစင်လာရရှိပါတယ်ခင်ဗျာနော်ဒါကြောင့်မလို့ကျွန်တော်တို့ဓာတ်နဲ့ပတ်သက်လို့ဓာတ်သမုဒ္ဒရာကျမ်းမှာလည်းဆိုထားပါတယ်ခင်ဗျာနော်အဲကြောင့်မလို့ဓာတ်ကအင်မတန်အရေးကြီးပါတယ်အဘူဒအေဒ်နော်အီဒ်နဲ့အုံနာလို့ခေါ်တဲ့ နောက်ဆုံးမှာကျွန်တော်တို့ချွတ်ရင်တော့ပြီးသားတဲ့အုံနာပေါ့ဗျာအမှုနဲ့အေးပေါ့အဲ့ဒီဓာတ်ဒီမှာလဲအပူလွန်ခဲလို့မရတယ်လို့အေးလွန်ခဲလို့မရပါဘူးခင်ဗျအဲဟာမှသူကလွန်ခဲလို့မရတဲ့ဓာတ်ဒီဖြစ်တာဖြစ်တဲ့အတွက်မမားစီကျွန်တော်ကျွန်တော်တို့ရှိရပြောပေးတာဖြစ်ပါတယ်ဘုံတော်ချွေးညာမြေမိသားစုအားကျွန်တော်တို့လိုက်လံကြည့်ရှုနေတဲ့ချွေးညာမြေ channel ကလိုက်လံကြည့်ရှုနေတဲ့ခொနရသားသမီးများအားအကြေကိုအကျိုးရှိစေခြင်းနဲ့ဆရာကြီးဦးမြတ်ဆိုင်ရဲ့စေနာပါเนาะဒါကြောင့်မလို့အကျိုးရှိစေတတ်သော ကျွန်တော်တို့တပန်းစင်ခြင်းမြောက်ဦးပြုတ်လို့တဲ့အခါမှာယုံယုံကြည်ကြည်လေးနဲ့နော်မမားအော်လိုက်ပြီးတော့လှုပ်ဆောင်မှုတော့အင်မတန်အရေးကြီးပါတယ်ခင်ဗျနော်အဲ့တော့ကျွန်တော်တို့တဲနဲ့ဆုပ်ပဲတလို့ဟလာကျွန်တော်တို့ပက်လိုက်ရင်တော့လေပင်နေရာမှာမလွယ်ဘူးပေါ့ဗျာနော်ခဲနဲ့ထုတယ်လို့တစ်ချက်ချင်းဆိုတော့အင်မတန်ခက်ပါတယ်ခင်ဗျနော်ဒါကြောင့်မလို့တချို့ဆရာဆရာကြီးလည်းတော်ကြပါတယ်ဒါရိုက်တာစင်ကြီးလည်းတော်ကြပါတယ်ခေါ်ပြောရင်လည်းတော်ကြပါတယ်နော်အဲ့လိုမျိုးတော်တဲ့အခါမှာကြီးလည်း အကြောင်းတကားတာတရားတစ်ပုဒ်ဆန်းနဲ့လက်စရာမှာပညာတစ်မျိုးရှိတာဖြစ်တဲ့အတွက်ဘယ်စရာမကောင်းဘူးလက်စရာကောင်းတယ်လို့ပြောလေမဝေဖန်ဘူးပေါ့ဗျာသို့ပါတော်ညာလဲဘာပဲလုပ်လို့ကံဆိုတာပြုလို့ချင်းဖြစ်တဲ့အတွက်ကိုလောက်တာဟုတ်တော့ကိုပြန်ရကြတာဓမ္မတာပေါ့ဗျာဟောဒါကြောင့်မလို့ကောင်းတဲ့ကံတွေရှိရင်ကောင်းတဲ့အကျိုးကျေးဇူးတွေခံစားရတယ်မကောင်းတဲ့ကံတွေရှိရင်လည်းမကောင်းတဲ့အကျိုးကျေးဇူးတွေခံစားရတာအဲ့ဒီကံတွေအကုန်လုံးကလေကိုကိုယ်တိုင်လုပ်ခဲ့ကြတာဖြစ်ပါလေခင်ဗျာဟောဒါကြောင့်မလို့အခုကျွန်တော်ပြောမယ့် ကျွန်တော်စီဝါတက်ချင်းကပန်းစင်းဆိုတာကကျွန်တော်ဒီနေ့ကတော့တနင်္ဂနွေသားသမီးတယောက်ကိုအခြေခံပြီးတော့အဓိကပြောပြမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများဟာကြီးဝါကျင်တယ်ချမ်းသာကျင်တယ်အောင်မြင်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တပန်းစင်တယ်လို့ခေါ်တဲ့ဘုရားမှာပန်းလူချင်းနော်ကိုယ့်ရဲ့အရက်ဒေသနော်တည်တည်ရမှာကျွန်တော်တို့လူတန်းချင်းအာယုရမှာလူတန်းချင်းဧသရမှာလူတန်းချင်းဆိုတဲ့အချိန်ကာလေးတွေနဲ့ကျွန်တော်တို့လူတန်းရတာဖြစ်ပါတယ်ခင်ဗျနော် အဲ့တော့တနင်္ဂနွေသားသမီးများဟာတဲ့နော်ကျွန်တော်တို့ဓာတ်ပေါ်တဲ့အချင်းဟာညံဆန်စီဓာတ်တာပေါ့ဗျာစရိဓာတ်ဆိုတာအန်တော့ကပဲဝသေးဆိုတာစရိဆိုတဲ့ဓာတ်ကစရိဓာတ်ကအင်မတန်လှင်မြန်စီဓာတ်တယ်လို့ဓာတ်ရဲ့ဓာတ်စင်တကယ်လို့ဘူးတဲ့လူတိုင်းသိပါတယ်ခင်ဗျအဲ့စရိဓာတ်ပေါ်တဲ့အချင်းပေါ့နော်အဲ့အချင်းမှာကိုကျွန်တော်ဓာတ်ဆိုတာစင်သာပါတယ်ခင်ဗျပထမစရိဓာတ်ပေါ်တဲ့အချင်းမှာဓာတ်ပန်းစင်တယ်လို့လုပ်ပါရဲ့ခင်ဗျနော်အဲ့တော့အဲ့ဒီအချင်းမှာကိုကျွန်တော်တို့ရာမှာလူဖို့တမ်းဖို့စင်သာပါတယ်ဒုတိယစရိဓာတ်ပေါ်တဲ့အချင်းမှာ ျွန်တော်တို့ရားမှာတွေ့ပါထိုနည်းတွေ့သွားပဲ diet တက်စင်လို့တဲ့အခါမှာလေအဲ့ဒီလိုပဲကျွန်တော်တို့အင်မတန်မှအမြန်ကိုလို့တဲ့ဆိုရင်စရိတ်တ်ပေါ်တဲ့အချိန်ကာလကိုလုပ်ပါခင်ဗျာ နော်အချို့တို့ခိုင်မြဲစေခြင်းနဲ့ဆိုရင်ပထဝီတ်ပေါ်တဲ့အချိန်ကိုလုပ်ပါနော်ဟုတ်ကဲ့အေးမြစီလို့တဲ့ဆိုရင်ဝင်သေးတ်ပေါ်တဲ့အချိန်ကိုလုပ်ပါခင်ဗျာဒါတွေက diet တက်စင်လို့တဲ့ဆရာဆရာတွေတကယ်သိပါတယ်နော်ဒါကြောင့်မလို့တက်စင်ခြင်းတို့ diet ခြင်းတို့ဆိုတာအင်မတန်ခက်ခဲနေနေတဲ့အတတ်ပညာတွေဖြစ်တာဖြစ်တဲ့အတွက်လွယ်ကူစွာ မပြောမိကြဘူးလေအရေးကြီးပါလေ။ဘောင်းတော့မီးရလက်နဲ့ကင်ကင်နဲ့လက်ပါလောင်စီတတ်ပါလေ။အဲ့တော့ဈာကန်လို့ခေါ်တဲ့မိညက်ကလေးနဲ့ကင်ရင်တော့ကိုကောင်းတာပေါ့ဗျာ။အဲ့ဒါစင်းဆိုတာလေထုံနေတူသွားပဲအင်မတန်မှအနေရများပြီးတော့တုံးတိုင်ရင်စေးတဲ့မတုံးတိုင်ရင်ဘေးဖြစ်စီတတ်တဲ့ဒါရိုက်တာစင်ပညာဖြစ်တဲ့အတွက်တိကျသေးကြတော့အတတ်ပညာနဲ့ဆရာဆရာတွေကိုမြင်းမြန်းပြီးတော့ပြုလုပ်ပါ။ဆရာကြီးဦးမြတ်စံတော်ကိုမြေကျင်နဲ့ဆိုရင်တော့เนาะချွေးညာမြေ channel မှာတစ်စက် ပုံစံပြီးလည်းမြင်များနိုင်ပါတယ်ဆိုတဲ့အကြောင်းတင်ကောင်းပါပါတယ်ဟုတ်ကဲ့ကျွန်တော်တို့တနင်္ဂနွေသားသမီးများဟာเนาะကျွန်တော်တို့အရာမှလူတဲ့ကောင်ပါကိုယ့်ရဲ့မွေးနေ့ပေါ့ဗျာเนาะအဲ့တော့မွေးနေ့မှာလူရင်အင်မတန်ကောင်းပါတယ်အဲ့တော့သိုးပါတော်ညာလေတချို့ကအမြင့်ကိုရေလောင်ပင်းစည်းကိုချွေကြအညို့ဘုရားလူဆိုတာလည်းရှိကြပါတယ်ခင်ဗျာဒါပေမဲ့တပန်းစင်တဲ့ကောင်မှအဲ့လိုလုပ်လို့မရပါဘူးတပန်းစင်တဲ့ကောင်မှเนาะကျွန်တော်တို့တနင်္ဂနွေသားသမီးများဟာဗုဒ္ဓဘူးနဲ့ ကျွန်တော်တို့စရိတ်တ်ပေါ်တဲ့အချိန်လို့ခေါ်တာပေါ့ဗျာเนาะအဲ့တော့အဲ့ဒီအချိန်မှာမိုးတပူးနေမှာဒန်းညညွတ်25ညွတ်မှာ25ညွတ်ကိုကျွန်တော်တို့ပထမစရိတ်တ်ပေါ်တဲ့အချိန်မှာကျွန်တော်တို့တရားကိုလူဖို့အစဉ်သိပြင်တာပါဒုတိယစရိတ်တ်ပေါ်တဲ့အချိန်မှာတရားမှာလူပါခင်ဗျာဒါဆိုရင်ကိုယ့်ရဲ့အကြံစီတွေအောင်မြင်စီတတ်ပါတယ်လူရာဆန္ဒတွေပြည့်စီတတ်ပါတယ်အဲ့ဒီဟာမျိုးပန်းတစ်ခါလူလို့တပန်းစင်အနည်းဆုံးကိုယ့်ရဲ့လောက်သားပါပို့ပြီးတော့လက်ထီရောက်စီတတ်ပါတယ်เนาะကျွန်တော်တို့ ။တန်းဒီ၆သွားတယ်နွန်းသွားတယ်သူ၉ရက်တယ်တော့မထားပါနဲ့။၉ရက်တယ်ထားလို့လည်းမကောင်းပါဘူးခင်ဗျာနော်။ဒုတိယကတော့ကျွန်တော်တို့သစဉ်ပန်းပေါ့။ဒါကကျွန်တော်တို့ဒန်းကြီးညွတ်မရမှတနင်္ဂနွေသားသမီးများဒန်းကြီးညွတ်မရမှသစဉ်ပန်းကိုကျွန်တော်တို့လှူပါခင်ဗျာနော်။အဲ့တော့တစင်မန်းကိုလှူရခါကြလဲ29ညတရားမှလှူပါခင်ဗျပုံနည်းတူသွားပဲเนาะစီဝါရေးနဲ့ပတ်သက်တာလူမျိုးနဲ့ပတ်သက်တာအောင်မြင်ခြင်းနဲ့ဓာတ်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်တရားချင်းနဲ့ဆိုရင်ဖြီးဖြူကိုလက်ကိုဗုဒ္ဓဘုရားနဲ့နန်းနဲ့6နာရီ ကနေပြီးတော့9နှစ်ခွဲအတွင်းနောက်ရက်ကနေပြီးတော့လူတန်းပြီးတော့စူတောင်းလို့ရပါတယ်ခင်ဗျာနော်ဒါကတော့တက်စင်ရင်လို့ခေါ်ပါတယ်နော်တက်စင်တာတိုက်ရိုက်တာပါခင်ဗျာနော်နောက်မွေးနေ့မနေ့ကြီး6နှစ်ရက်နေ့9နှစ်ခွဲအတွင်းမှာလေမုံလုံး19လုံးအိမ်ဖျားမှာလူတန်းပြီးတော့လေပိုလိုတဲ့စုတွေတောင်းတက်စင်တိုက်ရိုက်လုပ်ပြီးတော့လက်လာဘက်ကတွေခေါ်ပါခင်ဗျာနော်ဒါဆိုရင်ပိုကောင်းပါတယ်နော်ဒါကြောင့်မလို့ထူးထူးခြားခြားသိကျင်နေဆိုရင်ရွှေညမြေ channel မှာတက်စင်ဆရာကြီးဦးမြတ်ဆံနေမြန်လို့ရပါတယ်ဆိုတဲ့အကြောင်း ကိုနေရသားပြည်များအားသုတော်မြေတာပို့တာရင်အလုံးသောမိဘပြည်သူများတက်ကြီးသောမမကြော်လာပြီးအေးရနေရည်ကင်းရှင်းပြီးလိုရာဆန္ဒတွေပြေဝကြပါသည်ခင်ဗျာ